မဲမင်္ဂလာပါရှင်။ဆ ्याम မစပယ်ဖြူနူရေးသားထားသောမြောက်ပြားကအလွမ်းရသည်ဝိတ္ထုကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ညောင်ပြားကအလွမ်းရသည်အပိုင်းဆက်လေးအော်တိုဘာလာတရက်2023ခုနှစ်ပါကတော်ကပြန်လာပြီးတဲ့နောက်ကိုစိတ်ကိုတော်တော်ပြန်တည်ဆောက်ရတယ်အဲ့ဒီတင်ညာကအိတ်လို့မရဘူးလေအတွဲကို အာနာစိနေတာဘဲသိမ့်မလဲပဲနေပြတာအမန်တော်မနေ့ပိုင်းတော့ရောက်မှအိပ်ပြောတယ်ထင်တာပဲမင်းကတော့တနေ့လုံးကိုပါသားထေချာပြန်တွေ့ရတယ် ဒီခရီးဒီလန်းကိုလာစားတော့ကမတွေ့တွေ့အောင်ရှာမဲဆိုတဲ့စိတ်ထားခဲ့တယ်မဟုတ်လားလို့ပြီးတော့လေဖြစ်နိုင်ချေအရှိဆုံးနေမျိုးကိုရောက်နေပြီမဟုတ်လားပါကြောင်စီလျှော်ရမှာလဲကိုကိုမိဘကဘလောက်အာကိုထားတယ်အဆိုင်ကလည်းတကယ်မျောရင်မျောနေမှာလို့တွေ့ရတယ်ဘာလို့မျောစကန်တကူတဲ့နဲ့အာလျှော်ရမှာလဲလို့လေကိုကိုကိုအာပေးတယ်ဒီတော့မစိတ်ကထူးထူးထောင်ထောင်ဖြစ်လာတော့တာညနေပိုင်းအတွဲပြန်ရောက်တော့နှစ်ယောက်သားရောက်ရရောက်ရစကားဝိုင်းဖွဲကြတယ် အတွင်းကကိုနဲ့နေတာသာတိတ်မကြသေးတာကိုစိတ်ကိုအကဲဖမ်းမိပုံပဲဒါကတော့ရွှေစင်နဲ့တူတယ်ကိုမျက်နှာပြတ်တဲ့ထင်ရင်စိတ်ချမ်းသာအောင်ပြောတတ်ပြန်နေအိမ်မှာတော့ကိုပဲစိတ်ထင်လို့လားမသိမလူနိုင်ရဲ့မျက်လုံးတွေဟာကိုပေါ်အရင်ကလောက်မစိမ့်သလိုပဲစကားပြောပြကြတယ်တော့မဟုတ်ဘူးအတွင်းမရှိတဲ့နေကင်းထမင်းစားခြင်းဆိုမျက်နှာတင်တဲ့ထမင်းစားရအောင်လို့လာခေါ်ရတဲ့မလူနန်းကအခုတော့နေနေပြော့ပြောင်းနေတဲ့မျက်နှာသားနေပါအင်းလေ ကိုယ့်အကြောင်းကို အတွဲစီကသိတာဖြစ်ရင်ဖြစ်မှာပေါ့မိုင်းကြရန်ဈေးနေလဲဒီမနေ့ကရောက်သေးတယ်ပုံမှန်ဈေးကနေတိုင်းရှိတယ်ဈေးနေကတော့9ရက်တစ်ဈေးလीဈေးဘွက်ဈေးပုံကတော့ကိုလိုမြင်နေကြဈေးမျိုးပါပဲဒါပေမဲ့ရှန်ကစ်ချင် တရုတ်ဘာသာစကားတွေအားလုံးကိုတက်ထားရင်တော့ဈေးဝယ်ရတာအဆင်ပိုပြေလိမ့်မယ်တနေ့တချို့ကတရုတ်စကားတစ်မျိုးနဲ့ပြောပြီးဈေးရောင်းတယ်တချို့ကရှန်စကားပဲပြောတယ်တရုတ်ပြည်ကရှန်တွေလို့ဆိုတယ်တချို့ကကချင်စကားပဲပြောတတ်တယ် ရှမ်းတော့ကိုနေနေပြောနိုင်သားပဲကချင်တရုတ်တော့မပြောတတ်ဘူးလေအတွဲကတော့သူမိခင်ဘာသာစကားအပြင် ရှမ်းနဲ့တရုတ်စကားကို တီမီကောင်းမရှိတယ်သူဈေးဝယ်တာကိုဘေးကလိုက်ကြည့်တာကိုကစိတ်ဝင်စားစရာနေခင်းတော့သူယုံသွားတဲ့အခါကိုတယောက်တည်းမလူနန်နဲ့ခြံခဲ့တယ်မလူနန်ကအခုမျက်နှာထားအနေနဲ့ပြော့ပြောင်းလာတော့နေရာထိုင်ရမခက်တော့ဘူး ညဘက်တော့အတွေ့ပြန်ရောက်လာတဲ့အခါကိုအတွက်ထူထူဆန်းဆန်းတင်းစကားတစ်ခုပါလာတယ်။ကိုကိုတီးတဲ့သူတယောက်မိုင်းချရန်ရောက်လာတဲ့။သူကအတွေ့ယုံကိုမေးပြီးရောက်လာတယ်ဆိုပေ။နာမည်ကလင်းထင်ဆိုလား။ဒီနာမည်မျိုးတော့ကိုတီတဲမှာမရှိဘူးထင်တာပဲ။စဉ်းစားကြည့်ပါဦးအမရဲ့ဟိုကားပြင်အလုပ်ကိစ္စနဲ့လာတာကိုမအားရကြကတကူတကမေးမြန်းပြီးရောက်လာတဲ့ဥစ္စာအတွေ့ရေမောတန်သည်နနက်စာဝိုင်းကိုဖုံးလွှမ်းလျက် ရေတံချောင်းလိုက်ပင်ကော်ဖီကွက်ကိုကျမအကြောင်းမင်းငင်းနေမိပါသည်စိတ်ကအတိတ်ဝေဝေးစီပြန်လွင်ဤတက္ကသိုလ်ကျောင်းသားဘဝအလုံးခွင်လိုက်ကျင်လင်စဉ်ဘဝဆယ်စုနှစ်တကူအတွင်ဒီနာမည်မျိုးကျမယင်းနေတည်ကျွမ်းသလားနာမည်မှာလင်းပသူများစွာစုံမှုသည်သို့သောလင်းတင်ဆိုတာကတော့ကျမမသိဘူးထင်ပါသည်ကျမမိုင်ချောင်းရဲ့ရောက်နေတာတငယ်ချင်းတယောက်ထံကသိရသည်တဲ့ဘသူကများအရေးလို့ပြောပြလိုက်ပါလေ ျမကောင်ကတော့အထွေကရေမောလိုက်ပြန်သည်ဒီနာမည်ကိုမင်းညာကအထွေနှုတ်ပြကကြားရသည် လူပုံစံကတော့ပုံပေါ်ပြောပြပုံ အရာတော့အသားလဲလဲအရက်မြင့်မြင့်မျက်လုံးမြဖန်ကောင်းလျက်ညနာကြပုံပြေပြေသူဆိုပါလားမျက်မှန်တက်သလားဆိုတော့ဟင်းအင်းနေလေအင်းလေမျက်မှန်တက်သူဆိုတော့ရောဒီလင်းထင်ကို ကျမမသိပါဘဲကော်ဖီကွက်ကိုမကတငုံငုံများတောက်သည် ရှာပြားမှာစီးမျောသွားသောကော်ဖီအရသာကို ကြည်ကြည်နက်နက်ခံယူသည်ခါရှော့ရှော့အရသာကိုတိမတ်တော့မလုနဲ့တောင်းကော်ဖီအတော်ဖြော်တက်လာပြီးဟူတွေးမိသည် သူကျမရောက်စတော့ကတော့ကော်ဖီဖြော်ပေးပုံမှာချိုများများပြီးကျမအကားကြိုက်ကြောင်းအတွေကပြောပြရသည်ဆိုလားဒီနေ့ယုံကိုထက်လာရင်လာအောင်မအမရဲ့ကျမကတော့အမအိမ်မှာနေတဲ့အကြောင်းပြောပြထားတယ်သူကတွေ့ချင်နေတာတဲ့ကျမဒီနေ့လာရင်ဘာပြောပြရမလဲ အေးအတွေ့အမလေးဘာပြောအမှန်တောင်မသိတော့ဘူးစိတ်ရှုပ်ထွေလာသည်မှာပြောစရာမရှိ အမှန်တော့ကိုအဖိုးနဲ့ကိုဘယ်သူကမှစကားအဖို့ပြောလို့စိတ်မရှိအပြင်လဲသိမ့်ထွက်လို့စိတ်မရှိဈေးပင်ရောက်ဘူးရအောင်ဆိုက တရက်သားလိုက်မိသည်ခေါဆွဲတော့နှစ်ကိုကကြိုက်သူမို့ခေါဆွဲဆိုင်ရပန်ရက်ကရောက်သည်ဒီများသာ နောက်စကန်တခုခုမသွားမချင်းအိမ်ထဲသာတွေးကငေးကနေတော့မိပင်စိတ်ကူထားခဲ့သည် အခုတော့ကျမမသိဟုယူဆရသောစစိမ်းတယောက်ကို တွေးရမည်လားညင်းဆိုလိုက်ရမည်လားဇဝေဇဝါမျက်နှာကြောင်လားမသိအတွေ့ကအပြေတောင်းသောမျိုးလုံးလေးဖြင့်ကျမကိုစူးစိုက်ကြည့်နေစေစဉ်းစားရခက်လေးလေးဒေါသစိတ်ကထခြင်းလေးလေးဒီလူနဲ့ကိုအလုပ်ကိစ္စကိုကိုလောက်တော်မဟုတ်ဘူးအလကအလုပ်အပေါ်တွင် ခေါင်းခါမီပြင်ပြီးမှတငငချင်းတယောက်ဆိုဒီကိုတတိယပြန်သည်ဘယ်သူများပါလဲဒီခီအကြောင်းအသိပေးခဲ့သည်မှာအရင်ဒီဆုံးတငငချင်းများကိုသာအပတ်မကြီးသောကိစ္စကိုခေါင်းခါညင်ဆန်လျင်တယောက်မဟုတ်တယောက်အာနာမျက်နာပူစရာဖြစ်ရမည်လားစိတ်မသက်သာဟန်လေးဘူးတစ်ချက်ပင်မှုတ်ထုံပြီးတော့အတွဲကမျက်လုံးဝိုင်းလျက်မျက်နှာချင်းဆိုင်ညင်ရမည်ဖြစ်၍အာနာပုံတွေ့တာပေါ့အတွဲရဲ့ အတွဲကကိုမပင်စိတ်သက်သာရာရသလိုပြောလိုက်ပါသည်တော်သေးတာပေါ့အမရဲ့ကျမက အမကိုလည်းအတင်းအကျပ်မပြောရင်ဟိုအကူကိုလည်းအာနာနဲ့ဟုဆိုကရေမောနေပြန်သည် နေခင်းမဲ့ချိန်ဆိုပြလင်းပုံဆက်ပါမိတဲ့အတွဲကယုံမသွားမီအတိပေးသည် မလူနန်ကတော့နီလေစာစာရင်ချက်ပြုံနေပြီမိဖို့သည်မိငွေတလူလူတက်လျင်ကျမသည်ကိုညညာစရာလဲမလိုလား၍အိတ်ခန်းထဲပြန်ဝင်လာခဲ့သည်ဂရင်မော်ထိုင်လိုက်သည် အခန့်ပြတဲ့မှာပြင်ပတော့ငေးလျက်ကောင်းကင်ပြလွင်တွင် မျောလွင်သော တိမ်တိုင်းဖြူစုံစုံများစိတ်ကဇဝေဇဝါဖြစ်စဖြူလာပြန်သည်တယောက်ကို တွေ့ပါမည်ဆုံးဖြတ်လိုက်တာမှားပြီလားမတွေ့တော့ပါဘူးအကြောင်းပြန်လိုက်ရလိမ့်မလားဒါကလည်းမဖြစ်သေးစိတ်အပြောင်းလဲမြန်လို့ရကြမည်အတွဲဘက်ကကြည့်မည်ဆိုရင် အာနာစရာဖြစ်ရမည် နောက်ဆုံးတော့ပင်သက်ရှာရသည်စိတ်လျှော့ချလိုက်ရသည် အိယာပေါ်မှာလေလျောင်းသည်ဝင်သက်ထွက်သက်ကိုမှတ်သည်အသက်ကိုဖြင်းညွှာရှုသည်ခဏကြာတော့ဘလို့ကဘလို့အိပ်ပြောသွားသည်မသိအိမ်မက်ပင်မမက်သောအိတ်ဆက်ချင်းတိတိဆိုင်ဆိုင်ဆုံတွေ့ရပြန်တော့လေနာမည်သာမကြဘူးခဲ့သည် လူကိုတော့မြင်ဘူးနေတယ်လို့လို့အသေးအချာပြန်တွေ့ကြည့်ပြန်တော့တက္ကသိုလ်ပုံရင်းများနဲ့ရောထွေးလျက်ပေါ်လာသလိုလိုလင်းထင်းဆိုသူကို မြင်ဘူးနေတာတော့သိကြသည်သို့တော်ပဲမှာဆိုသူကိုကျမမမမီပြန်မှာ ဆိုင်အတွင်းသို့သူဝင်လာတော့အတွေ့ကလာပြီးဟူတီတိုးဆိုသည်ဆိုင်ကယ်ရက်ကဆင်းလိုက်ကလေးကအုတ်ထုတ်ချွတ်လိုက်စဉ်မျက်နှာကိုပြပြသားသားမြင်လိုက်ရကလေးကအတွေ့ပြပြခဲ့သောပုံဟန်အတိုင်းတကူမှမလို့သူမျက်နှာကိုမြင်ရပြန်တော့မြင်ဘူးသလိုအတွေ့ဝင်ဤအမှန်တော့သူနဲ့တွေ့မလို့လို့မတွေ့တော့ဘူးလို့လို့ဝေခွဲမရဖြစ်ရင်ကနောက်ဆုံးတော့နေလေသာစားချိန်သာထိုင်မှာရော့ တွေ့တာပေါ်လီဟုဆုံးဖြတ်စေအတွဲကကျမကိုလာချိုသည်နီးလေစာအတူစားချရန်ပင် ကျမအတွက်တော့ပြင်ပနိုင်ပထမဆုံးစားတော့ရသောနီးလေစာအတွဲသည့်နီးလေစာကိုသူအတော်ဆိုင်တွင်ပင်တဝိုင်းမှကစီစဉ်ထားသည်တည်းဆိုင်ကိုတော့ဆိုင်ကယ်နှင့်တိတ်မသွားရပါဘီမိုင်းချရန်ဤအထီးကလမ်းမတွင်အပါဝင်ဖြစ်သည့်ဒီလမ်းပေါ်တွင်ဖွင့်ထားသည့်ထမင်းဆိုင်ကချင်ဟင်းနှင့်အချာဟင်းလျာများရနိုင်သည်ခောက်ဆွဲလေစာလိုကစားနိုင်သည် ွေးပြန့်တော်ဟင်းရဲများကဝမ်ဟာလျက်ရောက်လာသူကျမကိုပင် စားလောင်လာစီအတွင်းကတော့ကိုလင်းထင်ရောက်မှပဲစားကြတာပေါ့တဲ့စနေနာကြီးချိန်ထားသည်ပဲဘာကြောင့်များ9မိနစ်ကျော်သည့်အထိရောက်မလာပါလဲတရခိုက်အတွဲထံဖုံးဝင်လာသည် အစည်းဝေးကခူမပြေးပါတဲ့ထွက်လာပြီးမကြခင်ရောက်ပြီဆိုပါသည်စကန့်တန်များတစ်ချက်ချက်ပြေးလွှာနေသည်အယ်ဆိုင်စီအတန်တာတာကဆိုင်ရင်တွင်ပြန်လွင်နေ၏ဖန်သားပြင်ကိုငေးမောစေနောက်တစ်ခွေထဲပြန်သည် ဒီတစ်ချိန်တော့ iron စင်မမြင်သူ့အတန်ချိုချိုကို နှင်လို့ရသည်မို့ငင်းနေရသည်လာပြီးအမရေးဟုအတွဲလက်တို့မှပင် ဆိုင်ဝါတို့လန့်ချင်မိသည်သူသည်ဝေးဝေးကပင်လန့်ပြုံပြကဆိုင်အတွင်ဝင်လာ၏အသိပညာရင့်ကျက်သောယောက်ျားတယောက်၏တီကြီးတန်ပြန်ခြင်းတွင်တည်တည်တတ်တတ်ဝိစားတက်ချင်းမှာပေါင်းဆက်ထားတော့ခင်မင်းနှစ်လိုပဲရှိပုံပဲဟုကျမမှတ်ချက်ချမိပါသည် ပြောင်းရနေသည့်သူဟန်ကိုအာနာကနီးကပ်လာသည်နှင့်ကျမမျက်နှာပေါ်တွင် အပြုံးကိုတတိတရတင်ရသည်သို့တော်ဝေခွဲမရဟန်အပြုံးသာ ဖြစ်ပေမည်အတွဲကစီချိုးဖိလိုက်ကဝိုင်းတွင်နေရပေသည် ကျမနှင့်အလိုလိုမျက်နှာချင်းဆိုင်ပြီးတော့လဲသူ့အပြုံးကပို၍ပင်လက်ပါလာသလိုသူ့ကိုကြည်ရတာတော့ကျမကိုအတော်ပင်တင်းရင်တနည်းရှိပုံမြက်ခုံးတူတူအောင်ကမျက်ဝင်းညို့များ၌ရှေးကလေးကတီကျွမ်းလာသလိုအရင်များကျမတို့ကိုဘယ်မှမြင်မှုပါလိမ့်တီတော့တီနေသလိုမျက်နာလေး ကိုလင်းထင်ဒီဆိုင်ကိုရှာတွေ့လို့တော်သေးတယ်။ကျမကတော့အမကိုပြန်ခေါ်ရသေးတာမို့အိမ်နဲ့တိတ်မဝေးတဲ့ဆိုင်ကိုပဲညွှန်ချင်တာ။ဒါပေမဲ့ထမင်းမစားရအောင် အတော်ဆိုင်အတီလာလိုက်တာပဲ။ကျွန်တော်ဒီမှာလာစားဖို့သားပဲ။လင်းထင်ကအတွေ့ဘဲသူလဲလျက်ဆိုကကျမနေမြင်နေချင်းဆိုင်လိုက်ပြန်ပါသည်။နွေနေကောင်းနေနော်။ကျမပြုံးလေးကောင်းအသာငိမ့်ပြရသည် စိတ်အတွင်တိုင်းမူဝေဝေဝါးဝါးပြရစေပနဲ့ မေတီနွယ်မဟုတ်ဘဲနွယ်ဆိုပါလား။ကျောင်းလုံးကကျမတို့တွေ့ခဲ့ဘူးသလား။ဒီဆယ်စုနှစ်အတွင်းမိတ်ဆွေပေါင်းများစွာတင်နန်းသားပေါင်းများစွာကိုအုံနောက်နိုင်မှတ်လာရသည်။ဖြစ်ရာရန်ဖန်ရန်ခါတော့လေခေါင်းပူအောင်တွေ့တာပင်မမမီတာလည်းရှိတတ်ပေသည်။အခုလည်းခေါင်းပူလာပြီ။နွယ်ဒီမှာရှိတယ်ဆိုတာမြကြီးနားရောက်တော့ကကျွန်တော်ရွှေစင်ပြောလိုက်လို့ငင်းချမ်းဒေသန်ကိုမေးပြီးရှာရတာ။ရွှေစင်ကပြောတယ်သွားတွေ့လိုက်ပါအောင်တဲ့။ အခုမှဝင်အပြေးပေါ်ပါတော့သည် ရွှေစင်းစီကတရင်စကားပင်ကိုရွှေစင်းတယောက်ကတော့ရွှေစင်းတယောက်ကတော့ကျမမမမိလောက်တော့သူကို အလာစီခိုင်းရပါပေးသည်ဘာမှလိုက်သည်လဲဘာမှတော့မမလိုက်ဘူးကျွန်တော်ကဒီဘက်ကိုရုံးပွဲနဲ့လိုက်သွားကြရှိတယ်ပြောတော့နှွေးရှိတယ်သွားတွေးလိုက်ပါအောင်နဲ့အဲ့ဒါနဲ့ကျွန်တော်လဲကိုကြောင်းကတငယ်ချင်းတယောက်ရှိတာပဲလေဆိုပြီးလာတွေးတာတက္ကသိုလ်နေရမြောက်ကိုတက္ကသိုလ်ချင်းအစားဖော်ရတော့မလို့ စီစီတွေလည်းရေရေမပေါ်မြင်ဘူးတဲ့ဆိုတာသာနောက်ဆုံးတော့အပြေသားပဲကျမဇဝေဇဝဟန်ဖြင့်ညင်နေရပါသည်။နှွေကျွန်တော်မမှတ်မိဘူးထင်တယ်။ဟုတ်မမှတ်မိဘူး။အတွဲဤရေတန်းကြားရရင်အာနာစိန်ဝင်လာပြန်သည်။သို့တော်မတန်နိုင်ပေမမှတ်မိပဲလေမညာလိုပြန်။သူကတော့အံ့ဩဟန်မပြပါ။ကျမဒီလိုပြောလိမ့်မည်ဟုလည်းတွေးထားနေပုံ။ဖြစ်နိုင်ပါလေလီကျွန်တော်တို့ဆုံမူတာနှစ်ခါလောက်ပဲရှိမယ်ထင်တာပဲ။ဆုံမူတာနှစ်ခါလောက် ျမမျက်မှောင်ကြုံပြီးတော့သူတို့ရင်မောချသည်။နှွေရုဆောင်ကရွှေစင်းစီကိုကြော်သွားလာရင်ကျွန်တော်တို့အပေါ်လိုက်လာပေးဖို့တယ်ဗျ။ကြော်သွားနေကျွန်တော်ကတမျိုးနဲ့တဆောင်နဲ့တမိကြတဲ့တွေ့တွေ့ပေါ့ဗျာ။ရွှေစင်းစီသွားခြင်းလည်းပါရတော့တာပေါ့။အေးအဲ့ဒီလိုပါလာတော့ကတခါမှနှွေအပြင်ကပြန်လာအဆောင်ဝင်းနဲ့မှွင်ခင်ရွှေစင်းနဲ့ခဏစကားရပ်ပြောတော့ရွှေစင်းကကျွန်တော်တို့နဲ့မိတ်ဆက်ပေးလိုက်တာတခါ။နောက်တစ်ချိန်ကတော့ကျောင်းထဲကရူဘီမာတိုင်တော့ကနှွေလေးလိုက်လာတယ်လေ။ ။နောက်ပိုင်းတော့ကြောင်းထဲမှာမကြမကြလှမ်းတွေ့ပါတယ်။အာနာရာနဲ့တွေ့တိုင်းလည်းနှုတ်မဆက်ဖြစ်ဘူး။ရွှေစင်တို့မင်္ဂလာဆောင်တော့ကျွန်တော်ကလုပ်ကိစ္စနဲ့ခီးထွက်နေလို့လွဲသွားတယ်။ຫນွေတို့တွေတော့လူဆုံလာတယ်ပြောတယ်။နှုတ်မဆိုသုံးချိန်ဆုံမှုတွေဖြစ်ရမှာ။အော်အခုမှပင်တတိယပါတော့သည်။ကျော်စွာကရွှေစင်အော်ဝါရာအရာအဆောင်ကိုဖဲသောအခါမှတယောက်တည်းမလာရင်မိတ်ဆွေခေါ်လာရသည်လေ တည့်ရထဲကမိတ်ဆက်ပေးဖို့တာလင်းငါရောက်ပင်ရှိမလားမသိမိတ်ဆက်ပေးရင်တော့ပြုံပြအတိမန်ပြူမိသည်သို့တော်လည်းမိကြချင်းမတူရာရင်းနေဖို့မရှိဒီလိုသာတက်ခမ်းရက်ခဲ့သောမိတ်ဆွေစီရင်တက်ကတော့မှာတော့ဘာသာရက်အလိုက် အတန်းတူចောင်းသားចောင်းသူများလေးရာတူချင်းတိမတ်ဖို့ကတော့မလွယ်မြန်မြန်တမ်းမီယုံရှိလဲနာမည်သိမည်မဟုတ်ဒီလိုတစ်ချိန်မိတ်ဆက်ပေးလဲနောက်ပိုင်းမဆုံးတွေ့ပြင်းရင်ကာလာရှိကြမမီစရာမရှိပြန်ပါဘူး ကိုနီဇယဝင်းချင်းလင်းနေတာစာတင်နဲ့ပြည်ဆောင်သည့်အထီးဖြတ်တန်းရတာဖြစ်လေသည်။ကြောင်ပူနာဝရှိသလိုတစ်ခေါက်တစ်ခါကចောင်းဆောင်နေចောင်းသားចောင်းသူဘဝကတော့တစ်မျိုးတစ်ပုံဖြစ်ပေမည်။ကျမသည် သူ့ကိုတည်တည်ကွယ်ကွယ်မမမိချင်းအတွေ့အာနာစေဝင်မိသည်။တို့ဝိမေနာလေဟန်သူအပြုံးကစိတ်သက်သာရာရာစီပြန်ပါသည် သူအပြုံးရိပ်သည်မျက်ဝင်းများသို့တိုင်ထင်ဟလျင်ကျမပေါ်ယင်းနေရိပ်သည်လဲထိုမျက်ဝန်း၌လောက်ကန်လျက်ပင်ကြောင်းတော့အနယ်ကပြားရေးလိုက်သေးတယ်နော်အခုကော မီးပြပောင်းကိုလင်းတင်ရင်အဲ့ဒီတုန်းကတော့လက်သစ်ကဗျာကဏ္ဍလိုဟာမျိုးတွေကို ပို့လိုက်သေးတယ်။အခုတော့လေဘာမှကိုမရေးပြတော့ပြန်မှု။နှွေတို့ကဗျာစာအုပ်တွေကျွန်တော်တို့အတန်းဘက်တောင်လာရောက်သေးတာမှတ်မိသေးတယ်။မမက်ရရနိုင်လွန်လာတော့သူ့မက်ညံကိုတော့လက်ပြားခါလောက်ပါပေးသည်။ကျမပါကြောင့်များဒီများမေးမေးပြောက်ပြောက်နိုင်ခဲ့ပါလေ။သူကပြုံးလျက်ဆိုပြန်သည်မှာလင်းထင်သာခေါ်ပါတဲ့ ကြပြဆောင်ကတော့လှုပ်ချင်ကြလုံလို့တငယ်ချင်းတွေပေါင်းပြီးတစ်ချိန်နှိုးလိုက်တာပဲလက်စွပ်ပေါင်တဲ့သူကပေါင်လို့ပေါ့ပြီးတော့ရှုံးတာပဲအရင်လည်းမရသူတို့နှစ်ယောက်ရေမောတော့ကျမလေးလိုက်ပါပြုံးရင်မိပါသည်ရှေးဟောင်းနောက်ပြင်းများပြန်ပြောရခြင်းနိုင်ကျမစိတ်ကအလုတ်ခက်ရွှင်မြူလာပါသည်အတိတ်ဒီပြန်တွေ့နေအရာရာလွမ်းပွင့်အထူးသဖြင့်ကြောင်းသားဘဝပေါ့တရင်တို့ထမေးလင်းပင်ကျမသည် ကျမသည်အဆိုကိုပြန်လည်မည်မဟုတ်ပါ ကိုတူကိုတာ တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်ခဲ့ကြရတော့လဲကျမတို့တွေနေပြောအောင်တော့နေနိုင်ခဲ့သားပဲလင်းထင်က ရင်တွေတဖန်ခွက်စီငဲ့သည်အတွဲကထမင်းယူကြရင်အကြံပြုသည်နေလျစာစားချိန်မှဆိုင်ကလူကြီးစားပြူလာပြန်သည်ဆိုင်မှာစားတော့သူခြိုင်ဆွဲဝဲယူသူအနေရောင်ပေါင်းမရှိအဖြူရောင်အင်ဂျင်နဲ့ရှိနေအပေါ်ဒက်ဝစ်ကော့အနီ ို့မဟုတ်အပြောင်းစင်ထားသောဝင်တန်းအမျိုးသားအမျိုးသမီးလေးများထမင်းနေဟင်လာဝဲကြပုံကိုမြင်နေရသည်ဆိုင်ထဲမှာတော့ရေတန်းစကားတန်းတချင်းတန်းဒီတစ်ဖက်ဝိုင်းကဗမာစကားတန်များပင်မို့လှမ်းကြည့်အကဲခတ်သူများလည်းမရှာဒီမျိုးမှာတော့ဗမာစကားပြောခြင်းကအဆန်းလို့စူဆန်းစရာပဲကျမတို့ဒီစကားဖြတ်ကထမင်းယူကြရန်ဆိုင်ရှိသူတဖန်ရောက်လာသည်အမျိုးစုံနေလာသောဟင်းလျာများကအသွေးအယောင်ဆုံး ဒီမှာတော့ပုံစံစနစ်သားစားကြတာများပါသည်။တမင်းတပကံပြင်ပေးလိုက်ရင်ကိုကြိုက်သောဟင်းလျာထည့်ယူရောဈေးကတော့စားသောပမာဏပေါ်မူတည်၍ပေးရမည်။တနက်လင်ယွမ်၁၀များသာခဏယွမ်ပေးရတာလည်းရှိပေမည်။တမင်းဖြူဖြူကအငွေတောင်တောင်ထားလျက်ရှိပြီးပဲဒီကျော်မုံညင်းကျော်ခတ်တဲ့သည်ချက်ကျော်တစုံခတ်သည်အာလုံးဟင်းကိုခတ်လိုက်သေးသည်တစ်ဖက်တွင်တော့ပင်ငပီတစုံထည့်ယူရသည်မုံညင်းချင်းရေတစ်ခွက်ပြင်လျက်နန်းနံပင်ငြိုသည်ထည့်သည ကက်စော်ဟုခေါ်တွင်သည့်မုံရင်းချင်းရည်သည်စောင်းနိုင်လန်လန်စားရသော ကျမကြိုင်လာသည့်ဟင်းတစ်ခွက်ပင်ရန်ကုန်မှာတော့ချက်မစားဖြင့်မုံရင်းဘူးရလင်လေးပင်ကျမကအိမ်ကချက်ကျွေးတတ်သလိုအဆက်အဟတ်တက်အောင်ချက်တတ်သူမဟုတ်ပါ။နှွေရအသီးရွက်ဒီကြိုက်တော့မယ်။ထမင်းကိုစီယူ၍နေရာပြောင်းရောက်တော့လင်ထင်ကရဲရဲဆိုသည်ကျမသူကိုဖျက်ခနဲစူဆိုင်ကြည့်မိပါသည်ကြိုက်တော့မေကြိုက်တဲ့အကြောင်းသိခဲ့သည်ဟုဆိုလိုလေသလားအံ့အားတင်စိတ်ကတိန်တိန်ပွေပွေ ဘလို့သိတယ်လဲမေးရမလားတို့တော့မမေးသင့်ဘူးထင်၏ခေါင်းသာညိပြမိသည် အတွင်းကမှပြန်မရောက်သည်တမင်းပကံကိုင်းလေးကအတော်နှင့်စကားမပြဲကျမတုံ့ပြန်မမေးတော့လေသူကပင်စကားဆက်လိုက်ပါသည်လပိတ်ဆိုင်တိုင်ကြောင်ကຫນွေပြောလိုက်တာလေငါကတော့အသက်ကြီးရင်အသေးရပဲစားတော့မှဆိုလားဟုတ်လားကျမတောင်မမတ်မိတော့ဘူးပဲကျွန်တော်မမတ်မိတာတွေတန်းစီပြောရင်ຫນွေအံ့ဩသွားအောင်မပြောတော့ပါဘူးဖျားဖျား မရည်ရွယ်ပဲမျက်စောင်းထိုးမိတော့မလို့တည်တည်လေးပါလားတခုလောက်ပြောကြည့်ပါဦးကျမနှုတ်ခမ်းပေါ်တို့ထီမတင်ရဲ့အပြုံများရောက်လာလေသလားမသိလင်းတင်ကားတို့အပြုံကိုပင်အကဲခန့်စူဇန်းလေးရဲ့နွေတို့တငယ်ချင်းတွေ ရုပ်ရှင်ခဏခဏကြည့်ရကြတယ်ရုပ်ရှင်ကြိုက်တယ်ဆိုလားခဏခဏကြည့်တာက ပထမနှစ်လောက်ကပါ နောက်နှစ်တွေလည်းကြည့်တာပါပဲအချင်းကြီးများတာနဲ့နေတာပဲကွာမှာ တခါတခါဆိုတောင်တမန်အင်းတို့ဥပိန်တို့ဘက်ကိုခြေတက်လိုက်ကြသေးတယ်။ရတနာဘုံကြောင်းသူလို့တောင်ထင်စရာလေ။ကျွန်တော်တို့ပြင်းဦးလင်းကိုလည်းမကြမကြရောက်လိုက်ကြသေးတယ်မဟုတ်လား။ကြော်စွာပြောပါလေ။ကျမတို့ရင်မောလိုက်ကြသည်။တွေးစားကနေစာရင်တော့ယင်းဤသူတယောက်လိုစိတ်ကခံစားလာရပါသည်။သူ့ဘက်ကတော့ကျမကိုတကယ်ပင်တွေးရှိတီကျွမ်းခဲ့ပုံ။ ဒီလိုဆိုကျမကြီးမလာပါတော့အချစ်ဇလန်ကိုလည်းမသိပဲနေမိမဟုတ်ဒီအကြောင်းတစုံတစားမြအစမဖော်ဒီကိုကျေးဇူးတင်စိတ်ဝင်ရပါသည်အတွဲပြန်ရောက်လာတော့နေလဲစားစားသည်ကျမကအမှန်ပင်စားလောင်နေပြီဟန်မဆောင်တိုင်းပင်စားမိပါတော့သည်ပါဇက်ကလည်းအစဉ်ပြေလာသည်ဟင်းရီကလည်းပြောစရာမလိုထမင်းကဆိုင်မှာစားရသည်နေပင်မတူမြိန်လာပါပေသည် ။သမင်းစာနေချိန်တော့စကားဆိုပြလဲတခွန်းစာနှစ်ခွန်းစာပြောသည်များသည်လဲကျမတို့ပုံရိပ်များကိုသူမှတ်မိသိရှိထားပုံဥပမာများနေပြီ။ကာယကံရှင်ကျမပင်တန်းတောအတွဲကတော့မျက်လုံးလေးပင်ဝိုင်းစားပြူလာသည်။မျက်နှာလေးကပြုံးတုံတုံဘာမှတော့ဝင်မမီ။သမင်းစာပြီးတော့လဲကော်ဖီတောက်ကြတာပေါ့လေ။ကျမကော်ဖီကြိုက်ပုံကိုလဲတီးရပြန်သူလေ။အခုလေညီမလေးကိုလာရှာတာလို့ရွှေစင်ကပြောလိုက်တယ်ဆိုပါတော့ နှွေးညီမလေးနဲ့ပတ်သက်တာဘယ်လောက်များသိရပြီလဲဆိုတာကျွန်တော်ကိုပြောပြလို့ရမလားကျမပင်တဲ့ချမိပါသည်မျက်နှာမပြည့်ရင်စီရင်調査ရသည်ဒစိမ့်တာတာလူတယောက်ရှိဒီမြစိတ်အားငယ်ပြရင်မလိုဘူးမဟုတ်လားဘာမှတော့မသိရသေးပါဘူးလေစကန်တစ်ခုရောက်ပြီးပြီအဲ့ဒီမှာတော့မရှိဘူးလေနောက်ထပ်အတွဲတို့သွားမယ်စကန်တွေမှာဆက်ပြီးရှာကြဖို့ပဲရှိတာပုံမှန်ဆိုရင်တော့ ကျွန်တော်ဘာသာအလုပ်ကိစ္စလုပ်ပြီးပြန်သွားမှာပဲ။နှွေတို့လည်းကျွန်တော်တို့နဲ့တွေ့ပြီးပေါင်းပြခဲ့ကြတာမှမဟုတ်တာ။ဒါပေမဲ့ဒီလိုနှွေအခက်အခဲတွေ့နေတဲ့အချိန်မျိုးမို့မိတ်ဆွေတယောက်အနေနဲ့ဘလို့ပဲဖြစ်ဖြစ်အားပေးနိုင်မယ်တင်လို့ကျွန်တော်တွေ့ပြအောင်လာတွေ့တာ။လင်းထင်ကြီးမျိုးဝင်းများတွင်ခိုင်မာသောအရေးကိုတွေ့ရ၏အမှန်ပင်စာနာ၏မိတ်ဆွေကောင်းတယောက်ဤမျိုးဝင်းရဲ့နှစ်များစွာတည်ကျွမ်းခဲ့သလိုထင်ရသည့်မျိုးဝင်းရဲ့ထုံမြဝင်များကိုကျမစက္ကန့်ပိုင်းများမီလီယော ငေးမောနေမိပါသည်ဟုတ်ကဲ့ပါရှင်နောက်တစ်ပိုင်းကိုလည်းဆက်လက်ဆောင်မြောနာဆင်ပြကြပါအောင်နော်မြောပြကအလွမ်းရသည့်ဝတ္ထုကို အပိုင်းဆက်လီအနေဖြင့်ဖက်ပြပေးခဲ့တာကိုနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်တော်လန်မိတ်ဆွေများအားလုံးလည်းဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြလျက်ကျန်းမာကြပါစေရှင်